ို့မြန်မာအခေါ်ကလည်းနည်းနည်းလေးဟွာဖြစ်တယ်။မိုးညင်းနီလာပြပြလေးနေရှိတယ်။မိုးညင်းနီလာလို့ပြောတယ်။မိုးညင်းနီလာလို့ခေါ်လိုက်တော့လူတွေရဲ့စိတ်ထဲမှာနီလာပဲ။မိုးကုတ်ကထွက်လို့မိုးကုတ်နီလာ။မိုးညင်းကထွက်လို့မိုးညင်းနီလာလို့ဒီလိုလေးသဘောပေါက်ကြတယ်နားမလည်တဲ့သူက။မိုးညင်းနီလာတင်ဆဖိုင်ယာမဟုတ်ဘူး။ကိုရန်ဒမ်ကနေထွက်တဲ့ကြောင့်မဟုတ်ဘူး။ hardness 9မဟုတ်ဘူး။သူကကိုရန်ဒမ်ရဲ့အမျိုးအနွယ်မဟုတ်ဘူး။ဆဖိုင်ယာလည်းမဟုတ်ဘူး။ သူကမိုးကြီးနီလာလို့မြန်မာလိုပေးထားပေမဲ့သူ့ရဲ့ကြောက်မြက်အုပ်စုဝင်ဒီ Kynite ဖြစ်တယ် K Y N I T E Kynite Kynite လို့လည်းခေါ်တယ်။နော်မြန်မာတန်နဲ့ Kynite Kynite အဲ့တော့သူက Kynite Kynite ကြောက်ဖြစ်တယ်။သူကမိုးကြီးနီလာလို့ခေါ်တာဒီ Sapphire မဟုတ်ဘူး။အဲ့တော့ကျမတို့ Corandam ဆိုတဲ့ကြောက်ကနေပြီးတော့မှ Corandam ဆိုပြီးမိခင်ကြောက်ကြီးကနေပြီးတော့မှကျမတို့က ဒံမြားနဲ့နီလာဆိုပြီးတော့มาထွက်တယ်။ဓာတ်ုဖွဲ့စည်းပုံမှာအနီဘက်ကိုမြားတာဖြစ်တဲ့အတွက်ကြောင့်မလို့အနီသွားတယ်အပြာဘက်ကိုမြားတဲ့ဒါပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြာသွားတယ်။အဲ့ဒါပဲကြံနေဟာဒီဒီကိုရန်တန်ကနေထွက်တယ် hotness က9ရှိတယ် mosque မှာ margin အဆင့်6ရှိတယ်စိန်ပြီးရင်ဒုတိယမြောင်းအမာဆုံးကြောက်ပြီးဗရမြားနဲ့နီလာ ကျမတို့ဒီမြရီပေါ့မြဆိုလို့ရှိရင်ကျမတို့မာဂျင်းအဆင့်က7ဝန်းကျင်မှာရှိတယ်ဒါပေမဲ့ သူကလည်းမာဂျင်းအဆင့်7မှာရှိရဲ hardness မှာကောင်းပေမဲ့ mosky မှာဆိုသူကမာဂျင်းအဆင့်9မှာရှိပေမဲ့ဒါပေမဲ့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ခရမ်းစွန်းလေး9ဝင်းကျင်ပဲသူလည်း9ဝင်းကျင်ပဲဒါပေမဲ့မြရရင်အားနည်းချက်စီ toughness ဖြစ်တယ်ဒါကြောင့်မလို့မြရကိုဒုံးပေကတ်တမဝစ်တဲ့မူဟင်းချက်လဲဝစ်မယ်ထမင်းချက်လဲဝစ်မယ်ဂွမ်ဟွာနဲ့တိုက်မိမယ်ဒီယာနဲ့တိုက်မိမယ်ဆိုသူရဲ့အားနည်းချက် weak ဒီသူက weakness ကဘာရှိလဲဆို toughness ဖြစ်တယ်မြရက hardness တော့မြင့်နေ toughness ဖြစ်တယ် จุลွယ်จูลွယ်ရဲ့တဲ့သဘောရှိတယ်ဒီလိုမျိုးလေးတွေရှိတယ်အဲ့တော့မိုးညင်းနီလာဆိုတိုင်းနီလာမဟုတ်ဘူးကိုင်းနိုင်အဲ့တော့မိုးကုံမြလို့ပြောတယ်မြန်မာပြည်မှာမြလုံးဝမထွက်ဘူးမိုးကုံမြမိုးကုံမြဆိုဈေးခွက်ထဲမှာခေါ်တယ်စိမ့်စိမ့်လေးတွေမလို့မိုးကုံမြလို့ခေါ်တယ်သူဒီ dioxide ဖြစ်တယ် GIOPSITE dioxide တခြားစီဓာတ်ဖွဲ့စည်းပုံချင်း emery မဟုတ်ဘူး emery ကဘယ်အုပ်စုမှာလဲဆိုတော့ barrel အုပ်စုဝင်မှာပါတာ aquamarine တို့အဲ့ကောအဲ့တော့ emery မှာမှာအစိမ်းဘက်ကိုသွားရင် ကျမတို့က emery လို့ဖြစ်တယ် barrel အုပ်စုဝင်ကနေမိခင်ကြောက်က barrel barrel အုပ်စုဝင်ကနေပြီးတော့မှအစိမ်းဘက်ကိုတန်းသွားရင်ကျမတို့က emery ဖြစ်သွားတယ်အပြာဘက်ကိုတန်းသွားရင် aquamarine ဖြစ်သွားတယ်သူတို့ဒီ barrel အုပ်စုဝင်မယ်အဖြူဘက်ကိုတန်းသွားတာရှိသေးတယ် ဒါပေမဲ့ရေဒနာတန်းဝင်အနေနဲ့ကတော့ကျွန်တော်တို့အကွာမရင်းနဲ့အမရယ်ဆိုပြီးတော့မှအဓိကထားပြီးတော့မှဝစ်ကြတယ်အဲ့တော့ဘာရယ်ကနေပြီးတော့မှစဉ်းသက်လာတယ်သူရမိခင်ကြောက်ကြီးကဘာရယ်ဘာရယ်ကနေပြီးတော့မှအစိမ့်ဘက်ကိုသွားရင်ကျမတို့ကအမရယ်ဖြစ်တယ်အပြာဘက်ကိုသွားရင်အပြာနုနုလေးတွေအကွာမရင်းဆိုပြီးတော့မှဖြစ်တယ်နော်အဲ့တော့ကျမတို့မြန်မာပြည်မှာတစ်ခါတလေကြတော့တချို့ကလည်းနားထဲမှာမရှင်းကြဘူး မွန်ကြီးညီလာဆိုရင်ညီလာပဲအဲ့တော့မွန်ကြီးညီလာကိုထည့်ပြီးတော့မှရောင်းပြီးတော့မှဈေးကတစ်ချက်နဲ့တစ်ဆယ်နဲ့กว่าတယ်လीတစ်ချက်နဲ့တရာနဲ့กว่าတယ်လीတစ်ချက်နဲ့တထောင်နဲ့กว่าတယ်လीအစာပေါင်းများစွာပြာနေတာပဲရှိတယ်သူဒီဆဖိုင်းရမဟုတ်ဘူးကျမတို့ကဘာပေါ်မှာအကောင်းဆုံးညီလာသည်ကျမတို့အိန္ဒိယကကက်ရှမီးယားကထွက်တဲ့နေလာဒီကမ္ဘာပေါ်မှာအကောင်းဆုံးကျမတို့ဘာမာဆဖိုင်ယာကဒုတိယဒန်ဆာလိုက်တယ် ကမ္ဘာပေါ်မှာအကောင်းဆုံးရူဘီဒီကျမတို့မြန်မာပြည်မိုးကုတ်ကထွက်တဲ့ရူဘီဒီအကောင်းဆုံးကမ္ဘာပေါ်မှာအကောင်းဆုံးကြောက်စင်းဒီကျမတို့မြန်မာပြည်ဖားကန်ကထွက်တဲ့ကြောက်စင်းကအကောင်းဆုံးအဲ့တော့နီလာဆိုရင်ကျမတို့အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသကထွက်တဲ့နီလာဟာကမ္ဘာပေါ်မှာနာမည်ကြီးပြီးတော့မှထိတ်တန့်နီလာဖြစ်တယ်။အဲ့တော့ကျမတို့မိုးကုတ်နီလာမိုးကုတ်ဆဖိုင်ယာဟာဒုတိယရန်စားကိုလိုက်တယ်။အဲ့တော့ဘာမားရူဘီဆဖိုင်ယာဆိုကမ္ဘာပေါ်မှာနာမည်ကြီးတယ်။ဘာမားဂျိတ်ဆိုလို့ရှိရင်ကျမတို့ကကမ္ဘာပေါ်မှာနာမည်ကြီးတယ်။ ဒါပေမဲ့ခုနကမိုးညင်းနေလားလို့ကိုင်းနိုင်နဲ့ဆဖိုင်ယာဆိုကျွန်တော်တို့ကသိတယ်လေကိုင်းနိုင်ဆဖိုင်ယာအမရဲဒိုင်ဆိုက်တီးစားစီသိတယ်နော်နောက်တစ်ခါမှားရင်းတာရှိသေးတယ်ဈေးွက်ထဲမှာစစ်ထရင်းနဲ့တမ်ဘူရိုင်းနဲ့ရွှေတွင်ဝါနဲ့ဆလင်းဝါနဲ့တချို့စိမ့်ဆိုင်ပိုင်းရှင်နဲ့ရှင်တို့ကိုနီးပြနေတဲ့သင်တန်းဖွင့်ထားတဲ့ဆိုတဲ့ဆရာမတွေတောင်မှဆလင်းဝါနဲ့ရွှေတွင်ဝါနဲ့ကိုမကွဲဘဲနဲ့ရောင်းခဲ့တဲ့ဗီဒီယိုတွေရှိသေးတယ် စလင်းဝါနဲ့ရွှေတွင်းဝါမကွဲဘူးစလင်းဝါသည်စစ်ထွင်းရွှေတွင်းဝါသည်ဒမ်ဘူရိုက်ဈေးနှုန်းကကျွန်မခုနပြောသလိုတကြက်နဲ့တရာနဲ့กว่าတယ်ဒါမဲ့ကျွန်မတို့မြန်မာပြည်မှာကအခေါ်ကရွှေတွင်းဝါစလင်းဝါဆိုလွန်လဲကူကူရွှေတွင်းဝါနဲ့စလင်းဝါနဲ့တူလားလားမတူဘူးလား confuse ဖြစ်ကြတယ်အဲ့တော့အတူတူပဲလို့တန်ဖိုးသတ်မှတ်ချက်တွေစိတ်ထဲမှာတွေးကြတယ်မတူဘူးနော်စလင်းဝါသည် quest ရွှေတွင်းဝါကဒမ်ဘူရိုက် စစ်ထရင်းနဲ့ဂျမ်ဘူရိုင်းနဲ့မတူဘူးဟုတ်ပြီနော်အဲ့တော့အမရယ်နဲ့ခုနကမိုးကုံမြဆိုတဲ့ဒါအောက်ဆိုင်နဲ့မတူဘူးဆဖိုင်းယားနဲ့ ပြိုင်းတိုင်းနဲ့မိုးကုတ်နီလာနဲ့မိုးညင်းနီလာသည် origin ကွင်းသွားလို့မလို့ကွင်းသွားတဲ့ဟာမျိုးမဟုတ်ဘူးမိုးညင်းနီလာလို့ဆိုတာကကျမတို့မြန်မာအခေါ်နဲ့ပျော်ပြာလို့အလွယ်တကူနဲ့ခေါ်လိုက်တာသူဒီနီလာရဲ့ဓာတုဖွဲ့စည်းပုံဘာတစ်ခုမှမပါဘူးသူကပြိုင်းတိုင်းကြအဲ့တော့မိုးညင်းနီလာဆိုရင်နီလာမဟုတ်ဘူး no is not sapphire sapphire မဟုတ်ဘူးကျမတို့ကရေးတယ် sapphire origin ဘာမှ မိုးကုတ်ဆဖိုင်းယား origin ကက်ရှမီးယားအိန္ဒိယကျမတို့ဒီလိုရင်းနေအဲ့တော့ကျမတို့ခုနကမိုးညင်းနေလားဆိုတာမရှိဘူးကဘာမှာ kyai night no is not sapphire ဒါကြောင့်တံပိုးလဲကွာတယ်ဒေါင်လေးတွေကိုကွက်ကွက်ပြပြတိထားရမယ်ကိုကတချို့ကကြတော့ညှက်ပြီးတော့မှရောင်းတာမိုးညင်းနေလားကြီးတွေကိုမိုးညင်းနေလားမိုးညင်းနေလားဆိုမသိတဲ့သူကအော်မိုးညင်းကထွက်လို့မိုးညင်းနေလား မိုးကုတ်ကထွက်လို့မိုးကုတ်နေလာမိုင်းရှုပဒံများမိုးကုတ်ပဒံများဖြစ်တယ်လို့မျိုးပဲမိုင်းရှုပဒံများကကိုရန်တန်ဖြစ်သေးတယ်မိုင်းရှုပဒံများကမိုးညင်းနေလာဆိုတာကတော့လုံးဝ sapphire မဟုတ်ဘူးသူကကိုင်းနိုင် ဲ့ဒီမှာမှာ heat and treatment လုပ်ထားတာ ਨੇ natural နဲ့ကျွန်တော်တို့ကြွာသေးတယ်တချို့ကြောက်တရားအရင်ညီပြီးလုံးဝပြင်မျိုးမဲ့မတင်အရန်လာပြီးကြီတောက်ရှင်းအရန်လာတယ်သူကအဲ့လိုမျိုးလေးလှအောင်လို့အပူပေးပြီးတော့မှပြောင်းလဲထားတယ်ကျွန်တော်တို့လူတွေလှသွားအောင်လို့ botox တွေထိုးတယ်ကျွန်တော်တို့ filler တွေထိုးတယ် aesthetic ဆေးကန်းတွေမှာမျက်နှာတွေကိုပေါင်းတင်နေပြုတ်တယ်ကျွန်တော်တို့ပိုလှသွားအောင်လို့မိမွေးတိုင်းဖောက်မွေးတိုင်းတက်အဲ့လိုလှအောင်လို့ပြုပြင်လိုက်တာ သူ့ပဲဒါပေမဲ့ပူလှသွားတယ်အဲ့တော့ကျွန်တော်တို့က natural ruby တပွင့်ကိုပူလှသွားအောင်လို့ကျွန်တော်တို့က heater လုပ်လိုက်တယ် treatment လုပ်လိုက်တယ်ပူလှသွားတယ်အញ្ញမ်းလှသွားတယ်အဲ့တော့ natural အတိုင်းသဘာဝအတိုင်းမပြုတ်မပြင်းမဲနဲ့လှနေတဲ့ကြောက်တပွင့်ရဲ့အလှနဲ့ကျွန်တော်တို့ heater treatment လုပ်ထားပြီးတော့မှပြုတ်ပြင်းထားပြီးတော့မှလှနေတဲ့အလှကြောက်တပွင့်နဲ့အလှချင်းတူနေတယ်ဆိုရင်တော့ဈေးချင်းကဒီလိုမျိုးမတူဘူးเนาะ heat တက်ဒီ heat တက်ပဲကျမတို့ natural ဒီ natural ပဲ နော်ဟီတက်ဒီဟီတက်ပဲ natural ဒီ natural ပဲမတူဘူးတန်ဖိုးခြင်းလည်းမတူဘူးနော်ဆိုတဲ့ခါကျတော့ဘာဖြစ်လို့ဘယ်လိုဟာမျိုးတွေကိုဟီတက်လုပ်လဲဘယ်လိုဟာမျိုးတွေကို treatment တွေလုပ်လဲဆိုကျွန်တော်တို့တိတ်တန်ဖိုးကြီးသွားတဲ့အကြောင်းမြင်ရလားမသိဘူးမသွန်းသွင်းရင်တိတ်တန်ဖိုးကြီးသွားတဲ့အကြောင်း တိတ်တံပိုးကြီးသွားပြီးပြီဆိုတဲ့ကြောက်တေကိုတော့ heat tech treatment ပို့ပြီးလှပါစီတော့ဆိုပြီးတော့မှမလုတ်ဘူးလုံးမလုတ်ရဲဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အပူချိန်က तू ကတခါလေအပူချိန်အများကြီးနဲ့1000 degree centigrade လောက်နဲ့အပူချိန်နဲ့ပေးပြီးတော့မှလိုအပ်တဲ့အပူချိန်မှာ तू ကဓာတ်တွေကိုခုနပြောတဲ့ဟာတွေကိုထုတ်ပြရတာပေါ့ကာလာလေးလှသွားအောင်လို့အပူပေးလိုက်တဲ့ချိန်မှာမတော်ရင်ကွဲသွားတတ်တယ်ကြည်သွားတတ်တယ်ကြောက်ပြက်စီးသွားတတ်တယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအလင်းလက်တန်းစားနဲ့တာမန်ကြောက်တေကိုပဲ risk ယူတာပေါ့နော်လှသွားရင်လည်းလှသွားပေါ့မလှသွားလို့ပြက်စီး ီးသွားလဲတိတ်တန်ဖို့မကြည့်ဘူးကိစ္စမရှိဘူးဆိုပြီးတော့မှအဲ့လိုကြောက်မျိုးတွေကိုပဲ heat treatment လုပ်ပါတယ်။တိတ်အရန်တန်ဖို့မြင့်သွားတဲ့ကြောက်တွေကိုတော့ heat treatment မလုပ်ဘူး။ကျွန်တော်တို့တိုင်းပြည်က natural sapphire တွေ ruby တွေပေါ်ပေါ်များများထွက်တယ်ဆိုပေမဲ့ heat တွေ treatment တွေလုပ်တဲ့နည်းပညာကိုတော့ကျွန်တော်တို့အိမ်နီးချင်းပြတဲ့ထိုင်းနိုင်ငံကအရန်အဲ့ဒီနည်းပညာမှာကျွမ်းကျင်နေ။အဲ့တော့ကျွန်တော်တို့စီကနေပြီးတော့မှတိတ်အလဲလက်တန်းစားတိတ်မလှတဲ့ကြောက်တွေအဲခုနလိုမီးဖုတ်မဲ့ကြောက်တွေအကုန်လုံးဆိုရင်ကျွန်တော်တို့ထိုင်းကိုပို့တယ်ထိုင်းမှာမီးဖုတ်တယ်ဖုတ်ပြီးတော့မှဈေးကွက်ထဲကိုပြန်ပြီးတော့မှ ရောက်လာတယ်ကျမတို့ပြည်တွင်းကိုရောကမ္ဘာဈေးကွက်ကိုရောပေါ့နော်ဒီလိုမျိုးလေးပြန်ပြီးတော့မှရောက်တယ်အဲ့တော့ခုနကမီးဖုတ်ပြုတ်ပြင်ထားတဲ့ကြောက်တပွင့်လှတဲ့အလှနဲ့ natural ကြောက်တပွင့်အလှချင်းတူတယ်ဆိုရင်တော့ဈေးချင်းမတူပါဘူးဒီလိုမျိုးလေးတွေရှိတယ်အများကြီးပညာရက်တရားအရန်လိလာလို့မဆုံးအရန်နည်းနည်းပါတယ်เนาะအရန်ကိုဒီဟာလေးငွေချင်းနဲ့ရင်းနှီးပြီးတော့မှ တည်ရတဲ့ဟာမျိုးလေးတွေဒါကြောင့်မလို့ကျမကလည်းဝယ်သူတွေဝစ်စင်သူတွေအနေနဲ့တည်တင်းတည်တိုက်တဲ့ဟာလေးတွေကိုငွေကုန်ကြေးကြမဖြစ်ဘဲနဲ့ငွေနဲ့ရင်းနှီးပြီးတော့မှခံလိုက်ရတာမျိုးမဖြစ်ရအောင်လို့အမြဲတမ်းရှင်းပြတာအဲ့ဒါဒီဘယ်သူကိုတိုက်ခိုက်တာဘယ်သူကိုဝေဖန်တာဘယ်သူကိုပြစ်တင်ရှုတ်ချတာမဟုတ်ဘူးကျမတို့ဝစ်စင်သူတွေခွဲခြားနိုင်အောင်ပြောပြခြင်းပဲဖြစ်တယ်ဒါကိုမှဟိုလူကိုတိုက်ခိုက်တယ်ဟိုလူကိုဖြစ်တယ်ဒီလူကိုဖြစ်တယ်ဟာဒီလူဖြစ်တယ်ဆိုရင်တော့လေမတတ်နိုင်ဘူးเนาะကျမတို့ကတည်တင်းတည်တိုက်တဲ့အရာကိုတော့ငွေပေးပြီးဝယ်တာဖြစ်တဲ့အတွက်သိရမယ် တိပြီးမှဝယ်ရတာမကားဘူးလားဟုတ်လားရောင်းတဲ့သူတွေကလည်းအာမခံချက်အပြည့်အဝနဲ့ရောင်းနိုင်ရမယ်လက်မထောင်ပြီးတော့မှငါပစ္စည်းဒီလို့ဒါကြောင့်ကျွန်မအခုစစ်ချက်တွေထုတ်ခိုင်းတာစစ်ချက်တွေထုတ်ဖို့အတွက်တခါတလေကြတော့လေလူတွေကအနီးဆိုရင်အနီးစည်းဆိုအနီးညာသူလဲကြောက်ပါတယ်များအနီးသူလဲအနီးဆိုဈေးတန်းလေးတွေတိုင်းညာတယ် ဟာအပြာဆိုအပြာတိုင်းရတယ်စိမ့်ပေါ့နော်ဒီလိုနေတိုင်းပြာတိုင်းစိမ့်တိုင်းဈေးတွေကတူနေတာမျိုးမဟုတ်ဘူးเนาะဗဒမြားဆိုရင်လည်းဗဒမြားတပွင့်ရဲ့သူ့ရဲ့ color clarity ဓာရီရဲ့တန့်စင်မှု အားတွေเนาะသူ့ရဲ့သူ့ဤခွက်တွေဒီလိုမျိုးတွေပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဈေးနှုန်းတွေကပြောင်းတာเนาะအဲ့တော့ natural ဗဒမြားတပွင့်တဘာဝဗဒမြားတပွင့်တဘာဝနီလာတပွင့်ကျွန်တော်တို့ခုဆိုဈေးခွက်ထဲမှာရှိတယ်ဗဒမြားလေးတွေ30 40 50 100ပေါ့အဲ150 200ပေါ့ဒီလိုမျိုးလေးတွေဆိုရင်ကျွန်တော်တို့အဲ့တရာဘာမေး ီးတယ်လဲဆိုလို့ရှိရင်အနာရှင်းသလားဒီလိုမျိုးလေးမေးတယ်အဲ့တော့ဆိုင်ရှင်တွေကလည်းအနာရှင်းသလားဆိုအဲ့လေကြိုက်အောင်လို့ရှင်းနေအနာတဘာဝရဲ့ကြောက်ဟာတဘာဝ inclusion လုံးဝမရှင်းဘူးကျမတို့ဒေါ်လာတန်းနဲ့ချီပြီးတော့မှဒါလီလံပွဲဒီမှာရှိတဲ့ဒေါ်လာတန်းနဲ့ချီဟိုတလောက်ဆိုဟောင်ကောင်လီလံပွဲမှာနီလာတပွင့်ဆိုလို့ရှိရင်ဒေါ်လာတန်း30လားမသိဘူးအဲ့ဒါလေးတောင်မှရှရာလေးပါတယ် ညောရှာရလေးပါတယ်အဲဒီလိုမျိုးပေါ့အနာမရှိဘူးအဲ့လိုမျိုးမီလီယံဒေါ်လာမီလီယံနဲ့ချီတဲ့ကြောက်တီမှာတော့မှ natural သဘာဝ twin တဲ့စစ်စစ်တီဟာအနာမရှင်းပါဘူးเนาะအဲ့တော့နောက်တစ်ခုရှိသေးတယ်စိန်မှာဆိုရင်လေကိုလံဘီယာအဲ့မှာကိုလံဘီယာစိန်လားဘယ်ဂျီယံစိန်လား နော်ဘယ်လ်ဂျီယန်စိန်လားကိုလန်ဒီယာမြအဲနော်ဘယ်လ်ဂျီယန်စိန်လားဆိုအဲ့တော့ကျမတို့မြန်မာလူမျိုးကအစွဲရှင်ဘယ်လ်ဂျီယန်စိန်လားလို့ပြောရင်ဘယ်လ်ဂျီယန်စိန်မကောင်းနဲ့ဘယ်လ်ဂျီယန်စိန်မကောင်းနဲ့ဒီလိုမျိုးလေးရှိထားတယ်အဲ့တော့ဝေသူကဘာပြောလဲဆိုစိန်ဆိုရင်ဟေ့နေတော့စီကစိန်ကဘယ်လ်ဂျီယန်စိန်လားဆိုအေးတွေကအဲ့လိုမင်းရင်စိုင်ရှင်တွေကဟုတ်တယ်ဘယ်လ်ဂျီယန်စိန်လို့ပြောမှအဲ့အဲ့တွေကဝဲမှာအမှန်ကိုမရှင်းပြဘူးနော် အမှန်တရားကိုမရှင်းပြဘူးတခါတလေကျတော့အဲ့ဒီအမှန်တရားကိုမရှင်းပြဘဲနဲ့အဲ့ဒီအမားတွေကိုလက်ခံလာတဲ့အချိန်မှာအမှန်တရားဟာမင်းမိန်ပြောက်ွယ်သွားတယ်နော်အများလူကြီး ego ကျွဲဖြစ်သည်ဆိုသလိုပဲနော်ဆိုတဲ့ခါကျတော့အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့အညီသွားတဲ့ခါကျတော့ကိုလံဘီယာစိန်ကိုလံဘီအပေါ့အဲဘယ်လ်ဂျီယန်စိန်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 မှကောင်းတာဘယ်လ်ဂျီယန်စိန်ဘယ်လ်ဂျီယန်စိန်ဟုတ်လားဆိုဆိုင်ရှင်ကြီးကလည်းဘယ်လ်ဂျီယန်စိန်ဘယ်လ်ဂျီယန်စိန်တော့ ပြောပြမယ်အဲ့ဒီရဲ့တမိုင်းကဘယ်လ်ဂျီယန်စိန်ဆိုတာဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့တွေဟိုးအရင်နီးပညာတွေမဖွင့်ပြောခင်တော့ကဘယ်လ်ဂျီယန်စိန်အာဖရိကကစိန်ထွက်တယ်ဘယ်လ်ဂျီယန်စိန်မထွက်ဘူးဘယ်လ်ဂျီယန်ကအာဖရိကကနေပြီးတော့မှစိန်ထွက်တယ်ကမ္ဘာမှာစိန်တွင်းအကြီးကြီးတွေအာဖရိကရောရုရှားရောမှရှိတာပေါ့နော်အဲ့တော့အာဖရိကကစိန်တွင်းနေထွက်တယ်ထွက်တဲ့ဟာကိုစိန်အရင်းနှုံးကြီးတွေပေါ့အရင်းနှုံးကြီးတွေအနေနဲ့ထွက်တယ်မြေကြီးကနေထွက်လာတဲ့အရင်းနှုံးကြီးတွေဘာမှလက်လဲမလက်ဘူးဖြားလဲမဖြားဘူးတိလားအဲ့လိုအရင်းနှုံးကြီးတွေ အဲ့လိုမျိုးအရင်လုံးကြီးတွေကိုကျမတို့လီယိုနာရိုရဲ့စိန်ကားစိန်တွင်းကားကြည့်ရတယ်မဟုတ်လားအဲ့ဒီလိုမျိုးပဲနော်အဲ့တော့အာဖရိကကစိန်တွင်းကစိန်အရင်လုံးကြီးတွေကိုကျမတို့ကအဲ့တော့အဲ့ဒီနီးပညာကိုဘယ်လ်ဂျီယံကစိန်ကိုသွေးတဲ့နီးပညာဘယ်လ်ဂျီယံကစပြီးတော့မှသူက တွေ့တယ်စိန်ကိုဒီစိန်သွေးကွက်58ကွက်နော်အာဒီမှာအာ58ကွက်58ကွက်ဆိုတဲ့ဟာလေးကိုသူကအဲ့ဒီမှာတွေ့တဲ့ခါကျတော့စိန်သူကအဲ့ဒီသွေးကွက်ကိုသူစပြီးတော့မှသွေးတာပေါ့နော်ကျွန်တော်တို့အရင်တော့ရှေးစိန်ဆိုတာတွေကသွေးကွက်မစုံသေးတဲ့ခါကျတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့စိန်ကအယောင်ထွက်အားနေတယ်ဖတ်ထုတ်စိန်ကြီးတွေတွေ့လားဟုတ်အရင်တော့ကနိမိဘတွေလက်ထက်တော့ကတခါလဲအချွန်ကြီးကိုရှေ့ကနေထားဝယ်ပြီးတော့စိန်ကြီးကမလက်ဘူးဖတ်ထုတ်တယ်နော်စိန်ကြီးတွေဆိုပြီးတော့မှရှေးစိန်နေရှေးစိန်နေကကြတော့ တော့အယောင်ကနင်းနင်းလေးဟိုဆိုတာပိတ်တာပေါ့နော်အရင်သွေးခွက်မစုံသေးဘူးအဲ့တော့ကျွန်တော်တို့ဒီဘက်မှာသွေးခွက်ကိုခုနသွေးခွက်စုံစုံနေနေလှလာပါဒီလောက်သွေးခွက်နဲ့သွေးရင်စိတ်ကဒီလိုလှနေဆိုရင်ဟာကို ဘယ်လ်ဂျီယံကအရင်စသေးတော့ဘယ်လ်ဂျီယံစိန်ဘယ်လ်ဂျီယံစိန်အပောင်းဝိုင်းဘယ်လ်ဂျီယံစိန်ဆိုပြီးဒီလိုမျိုးဖြစ်တယ်ဘယ်လ်ဂျီယံကက်တင်မော့နော်ဘယ်လ်ဂျီယံကက်တင်နဲ့စိန်ဟာဒီသွေးကွက်သွေးရဆိုဒါဘယ်လ်ဂျီယံကက်တင်ဘယ်လ်ဂျီယံစိန်ဆိုပြီးတော့မှဒီလိုမျိုးဖြစ်တယ်အဲ့တော့နောက်ပိုင်းအဲ့ဒီမြေပညာဟာကျွန်တော်တို့အိန္ဒိယတိုင်းပြည်မှာဆိုအိန္ဒိယပေါ့ဒါစိန်မားကတ် အိန္ဒိယကနေတကဘာလုံးကိုစိန်နေပို့တယ်အိန္ဒိယမှာစိန်တိုက်ကြီးတွေတခါတည်းကဟာအများကြီးတကယ့်ကိုကဘာကဘာကျော်စိန်တိုက်ကြီးရင်းနေအိန္ဒိယကကျမတို့အိမ်နီးချင်းမှာအင်ဒီစိန်စည်းကွက်ဖွံ့ဖြိုးတိုးတက်တာဆိုအိန္ဒိယအဲ့တော့ကျမတို့တိုင်းပြည်ကစိန်ကိုဘယ်ကနေတင်သွင်းမလဲဘယ်လိုဂျီယန်ကတင်သွင်းမှာလားအိန္ဒိယကတင်သွင်းမှာလား ဘယ်လ်ဂျီယံက transportation နဲ့အိန္ဒိယက transportation နဲ့စင်တပွင့်ကတစ်ချက်ဘယ်လ်ဂျီယံကတွင် transportation ဟာနှစ်ချက်ကြမယ်ကျွန်တော်တို့အိန္ဒိယကတွင် transportation ငါးဘူးပဲကြမယ်ဆိုရင်ဒီစင်အရေးသွေးချင်းတူတူအိန္ဒိယကတွင်တစ်ချက်ခွဲပဲကြမယ်ဟိုကနေတွင်သုံးချက်ကြမယ်လုပ်ငန်းရှင်ကဘယ်ကသွင်းမှာလဲကျွန်တော်တို့အိန္ဒိယချင်းမှာတစ်ကမ္ဘာလုံးကိုဖြတ်နေတဲ့အိန္ဒိယစင် market ကြီးရှိနေတယ်လေ င်းတော့အိန္ဒိယကနေပဲစိန်တွေကိုသွင်းတယ်နော်အင်းတော့အိန္ဒိယစိန်လို့မဟုတ်ဘူး with belgian captain ဒါပေမဲ့လူတွေကစိန်လို့ပြောလိုက်လို့ရှင်ဘယ်လ်ဂျီယံစိန်မှကောင်းတယ်ဘယ်လ်ဂျီယံစိန်ဘယ်လ်ဂျီယံစိန်အဲ့တော့ဆိုင်ရှင်တွေကလည်းသူတို့ပစ္စည်းရောင်းရဖို့အတွက်ကိုများသောအားဖြင့်ဘယ်လ်ဂျီယံစိန်မဟုတ်ဘူးဘယ်လ်ဂျီယံကစိန်မထွက်ပါဘူးဘယ်လ်ဂျီယံစိန်လို့ခေါ်တာမဟုတ်ပါဘူးစိန်ကတော့အာဖရိကကနေပဲထွက်ပါတယ်ဘယ်လ်ဂျီယံကတင်နဲ့တွေးထားလို့ဒါကြောင့်မလို့ဘယ်လ်ဂျီယံကတင်နဲ့စိန်ဘယ်လ်ဂျီယံကတင်ဒိုင်းမွန်လို့ခေါ်တာဘယ်လ်ဂျီယံကစိန်မထွက်ဘူးနော်အမဘယ်လ်ဂျီယံစိန်လို့ခေါ်တယ်ဆိုတာဘယ်လ်ဂျီယံကတင်ကိုပြောလာလို့ဘယ်သူကမှမရှင်းပြဘူး ဲ့တော့ Belgian စိန်လားဆိုဟုတ်တယ် Belgian စိန်အဲ့တော့လူတွေရဲ့ဒီခုနှစ်ရသားသမီးစိန်လောကနဲ့မရင်းနှီးတဲ့သူတွေရဲ့အတွေးထဲမှာစိန်ဝင်ရင် Belgian စိန်လို့မေးရမယ် Belgian စိန်လားလို့ပြောရမယ် Belgian စိန်ဖြစ်မှကောင်းတယ်လို့ဒီလိုမျိုးဖြစ်တယ်မဟုတ်ဘူး Belgian ကတင်အမားလေးတွေအမားလေးတွေ နော်အမားလေးနေအဲ့တော့ကျမတို့အဲ့ဒီရဲ့နီးပညာအဲ့ဒီရဲ့ကတ်တင်ကိုအခုအိန္ဒိယကလည်းတွင်းတွင်းကြဲကြဲသွေးနိုင်ပြီအဲ့တော့ကျမတို့တွေကပစ္စည်းယူကြတယ်ဆိုရင်နီးစက်ရတိုင်းပြည်ကနေပဲယူကြတာပေါ့နော်ဘယ်လ်ဂျီယံဆိုရင်ဘယ်လ်ဂျီယံကယူတဲ့စိတ်နေလေသူနီးစက်ရကသူတွေကယူမဲတိုင်းပြည်တွေကအဲကျမတို့အိန္ဒိယဆိုလဲကျမတို့နီးစက်ရတိုင်းပြည်ကယူမဲကျမတို့အရင်တော့ကဆိုအိန္ဒိယကစိတ်နေဆိုရင်ချင်းဘက်ကနေပြီးတော့မှချင်းကုံတဲတွေစီကနေပြီးတော့မှလာတယ်အောက်လန်းကနေပြီးတော့မှ နော်မီဇိုရန်ဘက်ကနေပြီးတော့မှဒါကျမတို့လာတဲ့ကုန်တယ်တွေတောင်ရှိတယ်ဟိုးအရင်တော့အခုတော့မရှိပါဘူးအလန်းချောင်းတွေကပိတ်သွားပါပြီနော်ဆိုတော့ကျမတို့အဲ့လိုမျိုးလေးတွေအဲ့လိုမျိုးလေးတွေအိန္ဒိယကနေပဲကျမတို့မြန်မာပြည်မှာဝင်တာအဲ့တော့စိန်ကဘယ်ကဝင်လဲဆိုအိန္ဒိယကနေဝင်တယ်ဆိုရင်ဟင်းဘယ်လ်ဂျီယံစိန်မဒီလိုမျိုးဖြစ်တယ်အဲ့တော့ဆိုင်ရှင်တွေကလည်းမရောက်အောင်မှာဆိုလို့ဧည့်သည်တွေကိုဟုတ်တယ်ဘယ်လ်ဂျီယံစိန်ကဆိုဘယ်လ်ဂျီယံစိန်ဒီလိုပြောတာဘယ်လ်ဂျီယံကက်တင်စိန်ကက်တင်သွေးခွက်ကိုပြောတာ သွေးခွက်ရဲ့နာမည်စိန်ကလည်းဘယ်လ်ဂျီယမ်မှာစိန်မထွက်ဘူးအာဖရိကကစိန်နေဂွန်ဘယ်လ်ဂျီယမ်ကိုတင်ပို့တယ်အာဖရိကကစိန်နေကိုစိန်တတိတွေကဘယ်လ်ဂျီယမ်ကိုဝယ်တယ်ဘယ်လ်ဂျီယမ်ကစက်ယုံတွေမှာသွေးတယ်အခုဆိုအိန္ဒိယမှာလည်းစက်ယုံတွေရှိရဲအိန္ဒိယမှာသွေးတယ်ရှင်းပြီလားအဲ့တော့ဗရမများနီလာလေဒီလိုပဲဟာ20နဲ့30နဲ့လောက်ကိုအနာရှင်းမှဆိုရင်အနာမရှင်းဘူးဒေါ်လာတန်းချီလေအနာမရှင်းဘူး အနည်းအကျဉ်းတော့ပါတယ်နော်ဟိုလက်ခံလို့ရတာနဲ့လက်ခံလို့မရတာနဲ့ဒါကြောင့်ကျမတို့ကအနာရှင်းနဲ့မရှင်းမှုဆိုတာကကွင်းတာကြည်တာအဲ့ရမပါဖို့ကိုပဲအဓိကထားကြည့်ရမှာကြောက်တပွင့်ကိုဆိုရင်ခုနကပြောတဲ့သူ့ရဲ့တဘာဝရဲ့ inclusion အနည်းအများခုနလိုဂွန်လေးနေဟာဒါလေးဒါလေးတွေကပါမှာဂွန်ရှင်းလောက်အောင်ဆိုရှင်းသွားရင်ကျမတို့ဈေးတန်းကလည်းဒီလို၁၀ခန်းလေးနေမရတော့ဘူး နော်အဲ့တော့ယေရနာလောကမှာအချိုအချောင်ပေါချောင်ခေါင်းဆိုတာမရှိဘူးပေါရင်ချောင်ရင်ကျွန်မအမြဲတမ်းပြောတယ်မကောင်းဘူးပေါရင်ချောင်ရင်လူလည်းမကောင်းဘူးငပေါဆိုမကောင်းဘူးလူလည်းနော်ယေရနာလောကမှာကိုပေးတဲ့ငွေနဲ့တန်တဲ့ပစ္စည်းပဲရတာပေးတာနဲ့တန်တဲ့အရေးသွေးပဲရတာပေါချောင်ခေါင်းဆိုတာယေရနာလောကမှာ မရှိဘူးယေရနာလောကမှာမရဘူး ဲ့တော့ဒီယန္တနာလောကကအယံနဲ့နေတယ်အယံပညာကျမတို့အယံတက်ကြွနေပါပြီအယံပညာပြည့်စုံနေပါပြီရေလို့မရှိဘူးလိလာလို့မကုံနိုင်ဘူးတင်ယူလို့မကုံနိုင်ဘူး ကျမကမင်းကျမကြောက်စိမ့်ဆိုကျမမကြွမ်းဘူးကြောက်စိမ့်ဒီအရန်တွစ်ဆန်တမ်းနေများတယ်ကျမစာတွေးလောက်ပဲတည်တယ်ကြောက်စိမ့်ဆိုကျမတို့စာတင်ခဲ့ရတဲ့ဘာသာရဲ့ထဲမှာထည့်ပြီးတင်ခဲ့ရတဲ့ Jake ရဲ့အကြောင်း Jake နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစာတွေးအားဖြင့်ပဲကျမတည်တယ်လက်တွေးအားဖြင့်မှကျမအဲ့အရာတွေကိုကျမနားမလည်ဘူးတိတ်ပြီးတော့မှ ကျမကြောက်စင်းနေလောက်နေမလောက်ဘူးလောက်ပဲကျမကြည့်တတ်တယ်အဲ့ဒါကျမပညာတက်သွားတာမဟုတ်ဘူးကြောက်စင်းကြောက်စင်းဆင်းရဆရာကြီးတွေရှိတယ်ကတ်ထဲတွေထက်ထဲတွေစေးသွင်းတာတွေအများကြီးပဲကြောက်စင်းကကျမတို့အဲ့ဒါတွေကိုမခွဲနိုင်ဘူးသူပညာနဲ့သူသူနယ်ပယ်နဲ့သူเนาะကျွန်မအခုရှင်းပြနေရဆိုတာကကျွန်မတော်လွန်းလို့တက်လွန်းလို့တိလွန်းလို့ရှင်းပြတာမဟုတ်ဘူးကျွန်မတိတဲ့လောက်အတိကိုကျွန်မလောက်မတိတဲ့သူတွေတိပါစီတော့လို့ရှင်းပြတာအခမဲ့မေတ္တာဖြင့်စေတနာဖြင့်မတ်တပ်ပါရင် သူတိသူတက်တယ်လေလာမပြောနဲ့ဂယုကိုမဆိုင်ဘူးတိမတက်မှလည်းရှင်းပြနိုင်တာမသိရင်မတက်ရင်မရှင်းပြနိုင်ဘူးဒါကြောင့်မလို့ကျမတို့တွေကလည်းဖြတ်တန်းခင်ရတဲ့ဘဝမှာကျမတို့တွေဒီလိုအတွေ့အကြုံတွေဒီလိုပြောပြနိုင်မို့ငွေနဲ့လည်းရင်းနှီးခဲ့ရတယ်အချိန်နေနဲ့လည်းရင်းနှီးခဲ့ရတယ်မျက်ရည်တွေနဲ့လည်းရင်းနှီးခဲ့ရတယ်အဲ့တော့အခုကိုတိပြီးသားကိုရင်းနှီးပေးဆက်ထားပြီးသားအတွေ့အကြုံတွေကိုကြံနေသူတွေကိုမျက်ရည်နဲ့လည်းမရင်းနှီးအောင်ငွေနဲ့လည်းမရင်းနှီးအောင်အချိန်နဲ့လည်းရင်းနှီးပြီးမသိဘဲနဲ့ကျမတို့ပြောပြရှင်းပြတာလေးနဲ့တိသွားအောင်လို့ရှင်းပြတာ 七七蒙娘来给用个菜谱，喏、no? 欸，一料理一料理，今天哪类料理一料理标标了。欸來來